ဘာသာအမွေကျွန်းလင်းနိုင်ပါစေအဲ့ဒီဂရီဟာစစ်တွင်းကြားရောက်နေပြီဆိုရင်အဲ့ဒီတိုင်းပြည်ဟာဆင်းရဲဒုက္ခတွေနဲ့ကြုံပြီးတော့စီဝါရေးတွေပြည့်ကြတယ်ပညာရေးတွေပြည့်ကြတယ်အကုန်လုံးဟာဆုံးရှုံးနေတာမှုတွေနဲ့ကြုံကြတာယာဝါပြောပြီးငင်းညံ့တာယာနေပြီအေးချမ်းနေတယ်တိုက်ပြည်မှာငင်းညံ့ရရနေတယ်ဆိုတဲ့အချိန်မှာ စစ်ပေးစရာအန္တရာယ်တွေမရှိဘူးဆိုတဲ့ကပညာရေးကလည်းတိုးတက်ကြတယ်စီးပွားရေးကလည်းတိုးတက်ကြတယ်ဆိုမတူညီတဲ့အနေအထားမျိုးတွေဟာများစွာရှိတယ်အဲ့ဒါလိုပဲလောကမှာဖျက်ပွင့်ပြီဆိုရင်လူတွေဟာမှန်တရားကိုသိရှိနားလည်ပြီးကုသိုလ်ကောင်းမှုတွေကိုလုပ်ကြသည့်အတွက်ကြောင့်တည်တဲ့အခါမှာနှပ်ပြဖြစ်ကြတာများတယ်ဒါကြောင့်မို့ တကြမင်းကြီးကနေပြီးတော့နတ်သဖြင့်အစည်းအဝေးမှာဒီနတ်တွေမှာစတုမာရိနတ်မင်းကြီးတွေက တောင်းဝန်ပေးထားတဲ့လူပြည်မှာရှိကြတဲ့ဘုံမဆိုးနတ်လို့ခေါ်တဲ့လူတွေနဲ့ဒီနေထိုင်ရခြင်းတူညီတဲ့လူပြည်လူလောကမှာလူတွေနဲ့အနိကဆုံးနေကြတဲ့ဘုံမဆိုးနတ်တွေကနေပြီး လူပြည်လူလောကမှာနေကြတဲ့ပုဂ္ဂိုလ်တွေဟာကောင်းတဲ့လူကိုလှုပ်ကြရလားဟောအမေဖေကိုယူသိလေးစားကြရလားအမေကိုပြုစုကြရလားအဖေကို ပြုစုကြရလားသမဏပြမဏလို့ဆိုရဲသူတော်ကောင်းတွေအတွက်ကောင်းယူလှုပ်ကြရလားကိုချင်းသီလထိန်းသိမ်းဆောက်ရှောက်ကြရလားလို့ဆိုတာဒီကိုကြည့်လောကလူတွေဟာ မိမိတို့ရဲ့ကျေးဇူးရှင်မိခင်ဖခင်တွေကိုယုံကြည်လေးစားပြုစုကြပြီဆိုရင်တည်တဲ့အခါမှာကောင်းရာသူတွေရောက်ကြ။ဒါနကောင်းမှုတွေလုပ်ကြတယ်၊ကိုချင်းသီလတွေထင်းသိမ်းဆောက်ရှောက်ကြတယ်ဆိုလို့ရှိရင်လည်းနတ်ပြည်ကိုရောက်ကြ။ရမယံခံလူတွေဟာမိဘကိုဖြစ်ထားတယ်၊မိဘကိုစော်ကားတယ်၊ကုသကောင်းမှုတွေကို မလုပ်ကြဘူး။အဲဒီလိုနေတဲ့အခါမှာ လက်ပြမှာနတ်သားအစ်စ်တွေရောက်လာခြင်းမရှိဘူးတဲ့လူတွေဟာပဲရောက်ကုန်လို့ဆိုရင်တိရိစ္ဆာန်ဘုံရောက်များတယ်ငရဲပြည်ရောက်များသွားတယ်ပြိတ္တာဘုံရောက်များတော့လက်ပြတွေဟာ၆ကပ်ကပ်ဖြစ်လာတယ်လို့သူတို့ဆိုတယ်ဖျားပွင့်တဲ့အခါကျတော့မြတ်စွာဘုရားရဲ့အဆုံးအမကိုရသည့်အတွက်ကြောင့်လူတွေဟာတရဏဂုံသီလကိုစောင့်တည်ကြတယ်တဏ္ဍာကောင်းမှုကိုပြုကြတယ်မိဘကိုပြုစုလို့ကြွေးကြတယ်ဖျားရဲ့အဆုံးအမတိုင်း လိုက်နာကျင့်သုံးကြတဲ့အတွက်ကြောင့်နတ်ပြည်တွေမှာနတ်ဥယျာဉ်တွေတိုးတက်ပြီးတော့စီကားများပြားလာတယ်လို့သူဆိုတယ်။အဲ့တော့လူပြည်ကကောင်းရင်ကောင်းသလောက်နတ်ပြည်မှာစီကားတယ်။လူပြည်ကလူတွေရဲ့ကိုချင်းတရားပြည့်ပြားသွားပြီဆိုရင်နတ်ပြည်မှာနတ်ဥယျာဉ်တွေဟာလျော့ပါသွားတယ်လို့သူဆိုတယ်။လူပြည်မှာလူဥယျာဉ်လျော့ပါတာတော့စစ်ဖြစ်လို့တေးကြလို့နော်လူဥယျာဉ်လျော့ပါတာ လူတွေဟာစိပေးစိတ်တန်ကြောင့်သိဆုံးသွားကြတယ်။သိဆုံးသွားကြလို့သို့မဟုတ်ယောဂဝေဒနာဖြစ်ပြီးတော့သိဆုံးသွားကြတယ်။မြမပြေလွတ်လပ်ရရကသာဆိုရင်ပလိတ်ဆိုတဲ့ယောဂဖြစ်ဖို့တယ်မြမပြေ။ပလိတ်ယောဂဖြစ်ပြီးဆိုရင်တခါတည်းရွာလုံးကျုပ်လောက်သိသွားတာ။ကိုယ်ရင်ကလည်းသိဒီရင်ကလည်းသိအဲ့တော့သိဆုံးမှုတွေအလွန်များတယ်။ကာယယောဂဆိုတာ အခုခေတ္တမှာယမယံခပေါ်ပေါ်လာတဲ့ H5N1 လို့နော်အဲ့ဒါမျိုးတွေကုသယောဂမျိုးတွေဖြစ်ပေါ်လာတဲ့ဆိုရင်သိဆုံးတဲ့ပုဂ္ဂိုလ်တွေကများလားဒီနေ့ခေတ်မှာတော့ဒီလိုကံယောဂတွေကိုထိန်းချုပ်ထားနိုင်တဲ့အနေထားရှိသည့်အတွက်ကြောင့်လူတွေဟာအဲ့လောက်ကြီးဒီသိဆုံးကြတာမရှိပဲနဲ့အသက်ရှိလာကြတယ်သို့တော်လည်းစိတ်ပေးစီရ အန္တရာယ်တွေကြုံပြီဆိုရင်ဒီကနေ့ခစ်ပေါ်တဲ့လက်နဲ့ကြီးတွေနဲ့လူတွေဟာသေဆုံးကြတာတွေအများကြီးပဲနော်လက်နဲ့ကြီးတွေကြားလို့ပေါက်ကွဲပြီးတော့သေဆုံးတာဒီတန်းချီသေဆုံးကြတာအမှုမျိုးလက်နဲ့တို့ဘာလို့ဆိုရမျိုးဒုတိယကမ္ဘာစစ်တုန်းကဆိုရင်အမြဲတမ်းအစွမ်းထက်တဲ့လက်နဲ့ကြီးတွေဒီကနေ့ခစ်မှလည်းပဲရှိနေတာဆိုတော့လူတွေရဲ့ ဘဝဟာလုံခြုံစိတ်ချရမှုမရှိဘူးယောဂဝေဒနာကြောင့်လည်းလုံခြုံစိတ်ချရမှုမရှိဘူးလက်နဲ့တွေကြောင့်လည်းလုံခြုံစိတ်ချရမရှိဘူးလူပြေကလူဥယျာဉ်ကြီးကြဆင်းသွားတယ်ဆိုတာအခုလိုယောဂတို့အစာငတ်မှုခေါင်းမာတာတို့လက်နဲ့တို့ဒီအနေတွေကြောင့်လူဥယျာဉ်ရောပါသွား နတ်ပြည်မှာ လူကြီးလက်ပြည်မှာနတ်ဦးကြီးရောပါတယ်ဆိုတာကြတော့လူပြည်ကလူတွေဟာကိုကျင်တရားပြပြလို့နတ်ပြည်မှာနတ်ဦးကြီးရောပါကုသကောင်းမှုပြုတဲ့ပုဂ္ဂိုလ်တွေနဲသွားပြီဆိုရင်နတ်ပြည်မှာအရောက်နဲသွားကြတယ်လို့သူတို့ဆိုတယ်တဏ္ဍလောကကြီးတစ်ခုလုံးဟာလှည့်လည်ပြီးတော့ဖြစ်နေကြတာဖြစ်ဒါကြောင့်ဒီလူမြတ်စွာဘုရားဟောထားတဲ့တရားကို ကြည့်ရှုသုံးသပ်ပြီးတော့သရဝအချင်းချင်းတူနဲ့တူအကျဉ်းသားတရားထားဖို့အမတမှကောင်းတယ်ပေါ့နော်။သူလည်းသရဝကိုလည်းသရဝဆိုပြီးအကျဉ်းသားတရားထားပြီးမေတ္တာမပြည့်နေထိုင်နိုင်ကြမယ်ဆိုရင်တော့အလွန်ကောင်းတဲ့အနေထားတစ်ခုပေါ့။ယေရှုဘုရားရဲ့အဆုံးအမကိုရပြီဆိုလို့ရှိရင်တော့ကိုယ့်ဘဝအလန်းချောင်းကိုကိုယ့်ကိုထိန်းချောင်းပြီးတော့ကောင်းတဲ့ဘဝရရှိအောင်ကြိုးစားကြရပါဖြစ်တ ကျိုးစားအထုတ်ဖို့ကအရေးကြီးတယ်။ဆုတောင်းယုံနဲ့တော့ဘာတစ်ခုမှရလာမှာမဟုတ်ဘူး။ဒါကြောင့်ကုသိုလ်ကောင်းမှုဆိုတာပြုလုပ်ကြ။ကုသိုလ်ကောင်းမှုရဲ့အဓိပ္ပာယ်ကဘာလို့ဆိုလို့ရှိရင်ကုသိုလ်ဆိုတာဟာကောင်းကျိုးချမ်းသာတွေကိုပေးတတ်တဲ့သဘာဝစွမ်းအားကိုခေါ်တာဖြစ်တယ်။အာကုသိုလ်ဆိုတာဆိုးကျိုးတွေဆင်းရဲဒုက္ခတွေကိုပေးတတ်တဲ့မကောင်းတဲ့သဘာဝစွမ်းအားကိုခေါ်တာဖြစ်တယ်။ ဒါကြောင့်မို့ကိုယ့်ရဲ့ယင်နဲ့နှလုံးထဲမှာကောင်းတာတွေဖြစ်အောင်ကြိုးစားအထောက်ကြရမှာအခုဒီနေ့မထေမြတ်တို့ရဲ့အမတ်တရားစကားများကိုမှတ်သားထားယူကြည့်အောင်ဒီပထေမြတ်ရဲ့ဘဝစကြောင်းလေးကိုကြည့်လိုက်မယ်ဆိုရင်တန်တရာဘဝသရဝါဒီတောင်းနေကြရတာဒီပုံစံပဲဆိုတာတတိထားမိဖို့လိုတယ်ကိုယ်လည်းပဲဒီတန် တမယာတဲ့ကမလွတ်သေးတဲ့သရဝတ္တုအနေနဲ့ကိုယ့်ကိုယ်တတိထားကြပါဖြစ်